အောက်ဆောင်ဂိုင်ကိုအားဒီဒီနေ့မှာတော့ဝတ်သားနဲ့ကျွမ်းရွယ်မှုအချို့ချက်ချက်ပြပါမယ်။ခလေးတွေရွာကယူလာတဲ့ဝတ်သားကအစီရေကြီးပဲဆိုတော့မအီအောင်လို့ပုံစံလေးချက်လိုက်ပါမယ်။အရင်ဆုံးစာ နဲ့စနွေအနှဲငယ်တည်ထားတဲ့ဝက်စီတုံးတွေကိုဒေဦးနဲ့လှော်လိုက်ပါတယ်နောက်ဆုံးစီရီထွက်လာပြီးတော့ဝက်စီတုံးတွေကတဝက်လောက်ပဲကျန်တဲ့အထိကျွန်တော်တို့အစီထုတ်လိုက်ပါတယ်လုံးဝခြောက်သွားတဲ့အထိကျွတ်ခါနေအထိအစီထုတ်လိုက်ပါတယ်ဒီမှာတော့အစီတုံးတွေကိုပဲအစီထုတ်တာပါအသားတွေကိုတော့မထည့်တာပါအသားကတော့အသားအတိုင်းပဲထားရတယ်ပြီးရင်အစီ ကျွတ်လေးနဲ့အသားနဲ့ရောချက်ပါမယ်။ပြီးရင်တော့စီရီရှော့လိုက်မယ်ထုံးစံအတိုင်းတချားနဲ့စီတက်မယ်အဲ့ဒီအယောင်လေးကိုပဲယူမှာဖြစ်ပါလေ။တချားလေးအယောင်ကြီးွားတာနဲ့ခုနကဝတ်တာနဲ့ဝတ်စီရောထည့်လိုက်မယ်။နောက်ထည့်ပြီးတော့ဒီမှာတော့ထွက်เสียရည်လည်းမရှိတော့ဘူးဆိုတော့ခဏနေရတယ်ကျွန်တော်ချင်းကျက်တုံယူကျက်တုံနေရောကိုထည့်ပြီးတော့မွေးအောင်စီတက်လိုက်ပါရဲ့။ ကျတော့ကျိုးကျတော့လေးဂျင်းအနံ့လေးဝေးလာပြီဆိုရင်အဖုံးလေးခဏလောက်ပုတ်ထားလိုက်ပါကျွန်တော်ရဲ့ဘူကိုတော့အနည်းဆုံး2နာရီ3နာရီလောက်ရေစိမ်ထားရမယ်တန့်စင်အောင်ဆေးပြီးညှက်ထားရပါမယ်ပြီးရင်တော့ဝတ်သားကိုရေနှင်းငယ်ထည့်ပြီးတော့လူကနေထိတဲချက်လိုက်ရမှာဖြစ်ပါတယ် ဝတ်သားလဲနူးလာပြီးဝတ်အစီလေးလဲဣလာတယ်ဆိုတဲ့အချိန်မှာအရေခမ်းလို့မရပါဘူးအရေရှိနေတဲ့အချိန်မှာပဲကျွန်ရရတွေကိုထဲပါမယ်ကျွန်ရရကလည်းရေဆုပ်လို့ပါပြီးရင်တော့သမအောင်ပွေအရသာဆက်ပြီးရင်စားလို့ရပါပြီစားမူတဲ့ထဲလာပြောပါမယ်ဒီစားမို့ကြည့်ထွက်လာမယ် ဝတ်စီကိုဒီလိုမျိုးလေးလေးချက်မယ်ဆိုရင်လောကမအီပဲနဲ့ထုတ်ထုတ်ထုတ်လေးနဲ့ရင်းစားလို့ကောင်းတယ်ဒီဟင်းကတော့အရေကိုတော့ကိုကြိုက်တဲ့ပုံစံတိုင်းထားလို့ရတယ်အရေ၆၆လေးကြိုက်ရင်လည်းအရေ၆တဲ့ဒီပြန်ပါအရေလေးများလေးနဲ့လင်စားခြင်းလို့ဆိုရင်လည်းအရေလေးများလေးနဲ့စားလို့ရပါတယ်ကျွန်တော်ကတော့အရေလေးလေးနဲ့ကြံတာကိုကြိုက်ပါတယ် ွက်လဲကျုပ်သွားတယ်ကဲရွေးအဝစီရမ်းများတယ်သူများကိုတခါလေလက်ဆောင်ပေးတာမျိုးတွေရှိတယ်အဲ့လိုအစီရမ်းများရင်ဘယ်လိုမျိုးအစီထုတ်ပြီးတော့သုံးဖို့လုံးလုံးပဲကျန်တဲ့ထားပြီးတော့ချက်စားကြည့်ပါဒီရောလုံးဝသုတ်ခု ဆုံးထိရှိပေးတဲ့ Just Cause တာကိုပါနဲ့